ွှေစင်ကိုဘိတ်တာတိန်ပေါင်းဘီလီယံချီတန်မင်္ဂလာဝတ်စုံနဲ့မြန်မာအနုပညာသမိုင်းမှာအကြီးအကျယ်အခမ်းအနားဆုံးမင်္ဂလာပွဲဖြစ်ခဲ့တဲ့ဟင်းဝီရံနယ်စုပြည်သိန်းပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာအနုပညာလောကမှာဘယ်မင်းသားမင်းသမီးမှပြုလုပ်နိုင်ခြင်းမရှိသေးတဲ့ဘီလီယံချီအကုန်ကြခံပြုလုပ်တဲ့မင်္ဂလာပွဲကြီးကို ပထမဦးဆုံးအကြိမ်ကျင်းပနိုင်ခဲ့ရာကတော့ဟင်းဝီရံနယ်ဆိုပြည်သင်ဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ14ရက်နေ့လေးမှာပြည်သက်ချစ်တော်ဟင်းဝီရံနယ်ဆိုပြည်သင်တို့ကတကယ့်ကိုရင်သက်ရှုံမောခန်းနာဝယ်မင်္ဂလာပွဲကြီးကိုဂုဏ်ယူစွာနဲ့ပြုလုပ်ခဲ့ကြပါပြီ။ မင်္ဂလာပွဲကြီးတစ်ခုလုံးကအင်မတန်ခမ်းနားနေတယ်လို့မင်္ဂလာသရိုးသမီးရဲ့ဝတ်ဆောင်လေးတွေနဲ့ပြင်ဆင်မှုလေးတွေကဆိုရင်တော့ချီကျူးလို့မကုံနိုင်အောင်ပါပဲအထူးသဖြင့်တော့မြန်မာဆန်ဆန်ရိုးရှင်းတဲ့ထိုင်းမသိန်းဝတ်ဆောင်လေးကိုသာဝတ်ဆင်ထားတယ်သရိုးသမီးဆိုပြတဲ့စဉ်ရဲ့တိမ်ပေါင်းဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ပြင်ဆင်မှုတွေကတွေ့မြင်ခဲ့ဘူးသမျှတွေထဲမှာအလှပဆုံးပါပဲသူမရဲ့မင်္ဂလာသရိုးသမီးဝတ်ဆောင်ဟာဆိုရင်တစ်ချက်ကြည့်ုံနဲ့တည်းခမ်းနားထဲဝါမှုအရှိန်အဝါတွေကိုမြင်တွေ့စေနိုင်လောက်တဲ့အထိရွှေသားစစ်စစ်ကိုးပိတ်တာနဲ့ ပြုလုပ်ထားတဲ့မင်္ဂလာဝတ်ဆောင်ကြီးပါတခြားသောမင်းသမီးတွေကလည်းဒီလိုမျိုးရွှေသားတွေနဲ့ဖန်တီးထားတဲ့ဝတ်ဆောင်တွေကိုမင်္ဂလာပွဲမှာဝတ်ဆင်ပူးကြပါတယ်ဒါပေမဲ့စိုးပြည့်လေးရဲ့ဝတ်ဆောင်ကတော့လိုက်မမီနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရွှေချင်းကိုပိတ်တာနဲ့မင်္ဂလာဝတ်ဆောင်ကြီးကိုဖန်တီးထားရုံသာမကအင်မတန်အဖိုးထိုက်တန်တဲ့ဗရံများယရနာတွေကိုပါပေါင်းဆက်ပြီးတော့မင်္ဂလာဝတ်ဆောင်ကိုကြွကြွလှလှပပဖြစ်အောင်ပြုလုပ်ထားတဲ့အတွက်ဖြစ်ပါတယ်အနေရောင်နဲ့ရွှေရောင်ဆိုတာကအင်မတန်လိုက်ဖက်ညီပြီးတော့တော်ဝင်ဆန်တဲ့အချိန်အဝါတွေကိုပေးဆွနိုင်တဲ့ င်အယောင်အတွဲဆက်ဖြစ်ပါတယ်။ဒါကြောင့်သတို့သမီးဆိုးပြေလေးဝစ်စင်ထားတဲ့ဒီဝစ်စုံကြီးကမြမနှုတ်ပညာသမိုင်းမှာဘယ်မင်းသမီးမှမဝေဖူးတဲ့အလှပဆုံးဝစ်စုံဖြစ်လို့နေခဲ့ရပါဘူး။ ဒါဒီမကောင်မင်္ဂလာလက်ခံပန်းစည်းကိုပါရွှေသားစစ်စစ်တွေနဲ့လက်ရံမြောက်စွာဖန်တီးပြုလုပ်ထားတာကိုတွေ့မြင်ရတာဖြစ်ပါတယ်။မင်္ဂလာဝဲကြီးတစ်ခုလုံးကိုလည်းပန်းရက်နဲ့အမွေပြတ်နေအောင်နှင်းစီပန်းတစ်ခွပန်းကအစပန်းအလုံးကိုအစ်စ်တွေပဲအသုံးပြုထားပြီးတော့တန်ကြီးကတိမ်ပေါင်းတရာဝန်းကျင်ရှိနေတာပါ။ဒါဒီမပီဒီပဲသရိုးသမီးစုပြည့်လေးရဲ့မြမရိုးရာထိုင်မသိန်းဝစ်စုံနဲ့လိုက်ဖက်စီဖို့အတွက်တဝင်းတစင်ပန်းတွေကိုလည်းတိမ်တရာဖို့အသုံးပြုပြီးတော့စရုံးလေးမှာပန်းစင်ပေးထားတာကိုလှပစွာနဲ့တွေ့မြင်ခဲ့ရပါတယ်။ တချက်ကြည့်လိုက်ရုံနဲ့တင်အင်မတန်လှပပါလားလို့ချီးကျူးရလောက်တဲ့အထိစိုးပြစ်လေရဲ့မင်္ဂလာသရိုသမီးဝတ်ဆောင်နဲ့မင်္ဂလာဝဲကြီးကတော့အခမ်းအနားဆုံးအဖြစ်မှတ်တမ်းတင်သွားခဲ့ပါပြီ။သရိုသာဟင်းဝရန်ကလည်းမြမရိုးရာတောင်ရှိပစိုးတိုက်ပုံအင်ဂျီနဲ့တော်ဝင်မင်းသားတပားလိုခံရတဲ့အရှင်ဝါတွေကိုတွေ့မြင်နေရပါတယ်။ဒီလိုမျိုးရာဇဝင်တွေကထွက်လာတဲ့တော်ဝင်မင်းသားမင်းသမီးတွေရဲ့တောက်ပမှုတွေကိုဖော်ကျူးထားတဲ့သရိုသာသရိုသမီးဝတ်ဆောင်တွေနဲ့အင်မတန်လှပခမ်းနားနေရဲ့မင်္ဂလာဝဲကြီးကချစ်ချင်းမြတ်တာတွေနဲ့ပို့ပြီးတော့အသက်ဝင်လှပနေပါတယ်။ right? Okay. အချင်းငံလေးတွေဖြစ်တဲ့ဟင်းဝင်းရဲ့နေဆိုပြတဲ့စင်တို့ကတော့သူတို့ရဲ့မင်္ဂလာပွဲကြီးကိုအယမ်းကျေနပ်နေပြီးတော့အတူတကွရှေးဆက်ရှောင်းလန်းရမယ့်ဘဝလန်းခရီးအတွက်ရင်ခုန်စိတ်လှုပ်ရှားနေကြမှာပါမင်္ဂလာပွဲကြီးပြင်းလေနေထိုင်ဖို့တိမ်ပေါင်းတောင်းချီတန်ဖိုးရှိတဲ့တောင်းတတိုင်းအိမ်ကြီးကလည်းမိဘတွေကလက်ဖွဲ့ထားပြီးဖြစ်တာကြောင့်ရွှေလန်းငွေလန်းခင်းနေရဲ့မင်္ဂလာပွဲကြီးကတော့ဒါမှအစ်စ်ပါပဲအဓိကကတော့နှစ်ဖက်မိဘသဘောတူကြည့်ပြူပြီးတော့တနိုင်ငံလုံးကပြည်သက်တွေကပါအကုန်ယူနေရတဲ့မင်္ဂလာပွဲလေးဖြစ်တာကြောင့်မြန်မာနုပညာသမိုင်းမှာအကြီး းကျယ်ဆုံးအခမ်းအနားဆုံးမင်္ဂလာပွဲကြီးလို့တင်စားရင်လည်းမှားမယ်မထင်ပါဘူးပရိသတ်ကြီးတို့ရောဆိုပြီးနဲ့ဟိဝရန်တို့ရဲ့မင်္ဂလာအခမ်းပွဲကြီးကိုအားရကျေနပ်မိလားဆိုတာပြောသွားခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်